ကုလသမဂ္ဂမူရစ်စေဝါနဲ့ရဇဝမှုဆိုင်ရာရုံး UNODC ရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံရဲ့ဘိတ်ဆိုင်ပြမှုဟာဆယ်စုနှစ်အတွင်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိလာပြီးတနိုင်ငံလုံးဘိတ်ထုတ်လုပ်မှုတန်ချိန်1030အထိရှိလာခဲ့ပါတယ်။ UNODC အစီရင်ခံစာကမြန်မာနိုင်ငံဟာစီးပွားရေးအခက်အခဲနဲ့မတည်ငြိမ်မှုတွေကြောင့်ဘိစီးပွားရေးပြန်လည်အဆပြုနေပြီလို့တတိပေးထားပါတယ်။ဒီလိုတိုးလာမှုမှာပြည်နယ်တွေရဲ့အခြေအနေကတိတိတတ်တာကိုမြင့်သက်လာနေတာပါ။ရှမ်းပြည်ကတနိုင်ငံလုံးရဲ့80ရာခိုင်နှုန်းနှီးပါးနဲ့ဥဆောင်နေပြီးချင်းပြည်မှာဆိုရင်လည်းအရင်နှစ်ထက်26ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်။ ကရနီပြည်မှာတော့27ရခိုင်နှုန်းတိုးလာတယ်လို့ချင်းပြည်မှာလည်း3ရခိုင်နှုန်းတိုးလာပြီးစကိုင်းတိုင်းမှာဆိုရင်အရင်ကစိုက်ပျိုးမှုမရှိတာကနေပထမဆုံးအကြိမ်ပြီးဘိစိုက်ပျိုးမှုတွေတွေ့ရှိလာရပါတယ်ကမ္ဘာဘေးဇီနိုဟာတကီလိုကိုဒေါ်လာ320ကျော်အထိမြင့်တက်လာနေလို့လေအခုလိုစိုက်ပျိုးမှုတိုးလာနေတာလို့အစီရင်ခံစာကဆိုပါတယ် တဖက်မှာလည်းနဘက်တိဘိတ်ထုတ်လုပ်တဲ့အာဖဂန်နစ္စတန်က ထုတ်လုပ်မှုကျဆင်းလာနေတာကြောင့်ကမ္ဘာဘိတ်ထုတ်လုပ်မှုမှာမြန်မာနိုင်ငံကအဓိကနိုင်ငံဖြစ်လာပါတယ်။ဒီအခြေအနေဟာမြန်မာနိုင်ငံအတွက်အရေးကြီးဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်ပြီးရေရှည်မှာဘိတ်စည်းပွားရေးပိုပြီးကြီးထွားလာနိုင်တယ်လို့ UNODC ကထုတ်ပြန်ချက်မှာတတိပေးထားပါတယ်။